သောသူများအားလုံးပဲမင်္ဂလာပါရှင်ဒီဒီတပတ်မှာလည်းကျမတို့ဂျူတွေကအပြောင်းအရွှေ့မရှိပါဘူးเนาะဂျူတွေကလောလောဆယ်ဘယ်မှာရှိနေသလဲလို့ပြောရင်စနေဂျူကမင်းရာဒီမှာရှိနေတယ်အဲဒါပေမဲ့လာမယ့်เนาะ18ရက်နေ့ကြာရင်ဇူလိုင်လ14ရက်လား18ရက်နေ့လားမသိဘူးကျမ ပြန်ကြည့်ပြီးမယ်နော်အဲ့ဒီကြလို့ရှင်တော့သူကဘယ်ဥပြောင်းမလဲဆိုဝကြသွားလိမ့်မယ်နော်မင်းယာဒီမှာပဲဝကြသွားမယ်ဆိုတော့အဲ့ဒီကြရင်တော့နည်းနည်းလေးဒီဆက်ရမယ်နေ့ထဲမှာပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့ဘယ်နေ့လဲဆိုတော့အဲစနေကမင်းယာဒီမှာ14ရက်နေ့နော်ခုခုနလပိုင်း14ရက်နေ့ကနေစပြီးတော့မင်းယာဒီမှာဝကြသွားလိမ့်မယ်နော်အဲဒါဒါလာမယ့်အပတ်ထဲမှာကျွန်မ အဲလာမဲ့ပတ်ဟုတ်တယ်ဟုတ်တယ်လာမဲ့ပတ်ထဲမှာအဲ့ကိစ္စပြောရမယ်ပေါ့နော်တနင်္ဂနွေကတော့အခုဘယ်မှာရှိနေလဲလို့ပြောရင်သူကတနင်္ဂနွေကမေထုံရာသီမှာရှိနေတယ်နော်တနင်္ဂနွေရမေထုံရာသီမှာရှိနေတာလေတိတ်တော့မကောင်းဘာကြောင့်လဲလို့ပြောရင်မေထုံရာသီကဘုဒ္ဓဟူအိမ်ရှင်ပေါ့နော်အိမ်သူ့ရဲ့အိမ်ရာသီမေထုံကဘုဒ္ဓဟူအိမ်ရှင်ဖြစ်တဲ့အတွက်သူက ဘလို့ပဲပြောပြောပေါ့နော်ဒီတနင်္ဂနွေရှိနေတာကျမတော့သိမကြိုက်ဘူးပေါ့နော်အဲဘုဒ္ဓဘုရားကြတော့ကရကတ်ယာဒီမှာရှိနေတယ်အင်္ဂါကြတော့တင်ယာဒီမှာရှိနေပြီးတော့ကိတ်နဲ့အတူတွဲပြီးတော့ရှိနေတာပေါ့ဒါလည်းသိတော့မကောင်းဘူးပေါ့နော်အဲ့တော့အဲ့ဓာ ड़ी အဲ့လိုဂျိုးတွေအနေထားကြအောင်ကျမတို့တွေဘာတွေဖြစ်နိုင်တယ်လဲလို့ပြောရင်ကတ်ဘေးတဘာဝဘေးကိုကျမတို့ကြုံနိုင်တယ်နော် ဒါကျမတို့အမေရိကန်မှာဆိုရင်အခုအမေရိကန်မှာဆိုရင်အပူလိုင်းဖြတ်နေတာเนาะတော်တော်ကိုဆိုရင်ကျမတို့ဒီမှာတော်တော်ကိုပူတယ်ကျမတို့ဆိုရင်အဲကိုမသုံးနိုင်ဘူးเนาะအဲကိုမသုံးနိုင်တဲ့အတွက်ပူတယ်ဆိုလဲဒီတိုင်းပဲเนาะပန်းကားလေးလေးနဲ့အင်ကြီးလေးတွေပေါပေါဝစ်ပြီးတော့အဲ့လိုပဲကျမတို့ နေရတယ်ပေါ့နော်အဲကိုမသုံးနိုင်ဘူးတခြားလူတွေတော့သုံးသုံးနိုင်မှာပေါ့လေနော်ကျမကတော့ဟိုဒီဘေးဒင်ဟောကားနဲ့ပဲကျမရက်တည်နေတာဆိုတော့ကျမကတော့အဲကိုမသုံးနိုင်ဘူးအဲ့တော့ဒီလိုပဲနေတယ်နော်အဲအဲ့လိုပဲနော်ဒီတခြားဒေသတွေမှာလည်းဒါ မြန်မာပြည်ကเนาะကဘာနိုင်ငံအသီးသီးမှာကဘာနိုင်ငံအနှံ့အပြားမှာဘာဖြစ်နိုင်တယ်လဲလို့ပြောရင်တဘာဝဘေးကိုကျုံနိုင်ပါတယ်เนาะတဘာဝဘေးကျုံနိုင်တဲ့အတွက်အားလုံးပဲเนาะသတိရှိပါเนาะသတိလေးနဲ့ဖြတ်သန်းပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะဒါအားလုံးက သတိရှိရမယ့်ကာလလို့ကျွန်မပြောချင်ပါတယ်။နောက်ယောဂဘေးเนาะတဘာဝဘေးရှိမယ်၊ယောဂဘေးရှိမယ်၊စစ်ဘေးရှိမယ်၊ပြီးရင်စီးပွားရေးဘေးပေါ့เนาะဒါလည်းရှိနေပါတယ်เนาะအဲ့တော့စစ်တော်သူများအားလုံးကเนาะသတိဆိုတာပိုတယ်မရှိတဲ့အတွက်ဒီကာလတွေမှာတော့တဘာဝဘေးကိုလည်း give site ပါเนาะယောဂဘေးယောဂဘေးလည်းရှိနေပါတယ်ယောဂဘေးကိုလည်း give site ပါ ပြီးရင်စစ်ဘေးပေါ့နော်ဒါလည်းဂရုစားရမယ့်ကိစ္စပဲဖြစ်ပါတယ်ပြီးရင်စီးပွားရေးဘေးပေါ့နော်အဲ့တော့ဒီဘေးတွေရှိနေတာကိုကျမတို့ကဂရုဒီဇိုင်းနဲ့နော်လူရောစိတ်ပါတတိလေးနဲ့ဖြတ်တန်းမှာလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်နောက်လာမယ့်ဇူလိုင်လ၁ရက်နေ့ကနော်မိတ္တာ အနှိမ့်တာဆုံးကြတဲ့နေ့ဖြစ်တယ်လို့ပဲเนาะဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့မနေ့ပိုင်းမှာတော့ तू ကဒုက္ခဆင်းရဲတွေကိုဖြစ်စေတဲ့ဒုမယုံရထားတဲ့အတွက်မနေ့ပိုင်းကတော့အခါသိပ်ပြီးတော့မကောင်းဘူးသို့တော့တနေ့လုံးနေနေဆိုရင်ဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရထားတဲ့အမိတ်တာဆုံးရထားတဲ့နေ့ဖြစ်တဲ့အတွက် ကျွန်မတို့ဓာတ်ပင်စိုက်တာစိုက်လို့ရတယ်ပေါ့နော်ပြီးတော့ကံပွင့်လက်ပွင့်စေတဲ့အရာကတော့နော်ကျွန်မတို့အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနောက်တောင် အနောက်တောင်ရက်ကကံပွင့်လက်ပွင့်စေတဲ့အရက်ဖြစ်ပြီးတော့ရွတ်ပွားရမယ့်ကားတာကတော့ပဋ္ဌံဖြစ်ပါတယ်เนาะ24ပစ္စည်းပဋ္ဌံပူဇော်လို့သိညော်ရဲ့ညဖြစ်ပါတယ်เนาะ လူတန်းရမယ်စွန်းကတော့ကျမတို့စံစီစားစီနော်ဆက်ပြဒါကိုအင်္ဂါဖျားမှာလှူပါစံစီစားစီဆက်ပြကိုအင်္ဂါဖျားမှာလှူပါပြီးရင်စွန့်ပြီးရင်စင်းရဲနွမ်းပါတဲ့လူတွေစေဝါကုသနေရတဲ့လူတွေကို ပြန်ပြီးတော့လှူဒန်းလို့ရပါတယ်လှူဒန်းရမှာကစံစီစားစီဆက်ပြနော်အဲ့ဒီ၅မျိုးကိုလှူဒန်းမှာ ဇူလိုင်လ2ရက်နေ့ဗုဒ္ဓဟူးနေ့ရတော့ကြီးပွားတိုးတက်စေတဲ့ဝေဝေနုမာနာယုံနဲ့เนาะအမှုကိစ္စတွေပြီးစီးအောင်မြင်စေတတ်တဲ့အာနန္ဒယုံရတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်နေရောအခါရောကောင်းပါတယ်အမောင်ကာလကတော့နေ့7နာရီကနေနေ့7နာရီ30အတွင်းည7နာရီကနေည7နာရီအတွင်းကတော့ အချိန်အခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်เนาะဒါပေမဲ့တနည်းလာလုံးเนาะဒါကောင်းတဲ့အခါကြာထားတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုเนาะညဆယ်နာရီမတိုင်မီလှုပ်ဆောင်နေဆိုရင်တော့အထူးကောင်းပါတယ် နော်ကြီးပွားတိုးတက်စေတဲ့ရုပ်နဲ့အမှုကိစ္စတွေပြီးစီးအောင်မြင်စေတဲ့အာနန္ဒရုပ်ပြထားတဲ့ဘုရားဟာမိကောင်းတနေ့လို့ပြောလို့ရပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ရွှေရောင်ဖြစ်ပါတယ်။အဝါရောင်ရွှေရောင်အဓိကတော့ရွှေရောင်ကကံပွင့်လက်ပွင့်စေတဲ့အရာဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်။ရွှေပွားရမယ်ဂါရာကတော့ရတနာ၃မြစ်တာ၃ခန္ဓာ၃ရွှေပွားပါ နော်လူဒန်းပူဇော်မယ်ဆိုလို့ရှိရင်နော်နဝင်းစွန်းလူဒန်းမှာလို့ကျမကအကြံပြုပါတယ်ဇူလိုင်လ3ရက်နေ့ကတော့ပင်မန်းစင်းရည်စီတဲ့နော်ရက္ခတာယုတ်နဲ့ပီးစီအောင်မြင်စေတဲ့တဲ့ထိရယုတ်ရတဲ့နေ့ဖြစ်ပါတယ်အကောင်အဆိုးနှစ်ခုစလုံးတွဲနေတဲ့အကောင်အဆိုးပါတွဲနေတဲ့ယုတ်ဖြစ်ပါတယ် အခါကိုကြည့်တဲ့အခါမှာတော့နော်နနက်3ည3ည9နာရီကနေညနေ9နာရီထိအချိန်ခါမကောင်းပါဘူးအဲ့တော့နော်ဒီလိုနေ့မှာတော့အခါမကောင်းတဲ့အတွက်တော့ဂယူဆိုင်ပါလို့ကျွန်မကမြေတားနဲ့တိုက်တွန်းပါတယ်ကံပွင့်လက်ပွင့်စေရဲ့အရာဝါတော့ငသာရောင်ဆင်ဆွေရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောင်ရက်ဖြစ်ပါတယ်ရွှေပွားမဲ့ဂါရာကတော့ တန်ပုတ်ဒီဂါရာကိုရွပွားပါကတ်လူမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူတန်းနိုင်ပါလေဇူလိုင်လ၄ရက်နေ့တောက်ကြနေ့တောက်ကြနေ့ကတော့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့ဥဒလာယုံနဲ့တော့အတတ်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ညမကောင်းဘူးလို့ပြောလို့ရပါတယ် အအမောင်ကာလကတော့မနက်7:30နာရီ30မိနစ်ကနေည7:00နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ရှောင်းရဲ့အချိန်ခါကိုရှောင်းပြီးတော့เนาะဟိုကဂရုဒစိုက်လေးနဲ့နေမယ်เนาะလှုပ်ရှားရှိရာလေးတွေကို သေသေချာချာလေးเนาะရဲရဲအစီရင်လေးတွေကိုသေသေချာချာလေးပြုလုပ်မယ်ဆိုလို့ရှိရင်တော့เนาะဒါတချို့ကိစ္စလေးတွေကိုလှုပ်ဆောင်နိုင်နေနေဖြစ်ပါတယ် ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နှာအရက်နေနေဆိုလို့ရှိရင်เนาะမြောက်အရက်ဖြစ်ပါတယ်လူတန်းရမယ်စွန်းကတော့နဝင်းစွန်းနဲ့လက်ဖက်လူတန်းနိုင်ပါတယ်ရွပွားရမယ်ကာလာကတော့ဂုံတော်ကွန်ချရဲ့မြတ်တာတုပ်ရဲ့ပူဇော်နိုင်ပါတယ်ဇူလိုင်လ9ရက်နေ့စနေနေ့ကတော့ အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့သိတ္တိယုတ်ရထားပြီးတော့နော်သူပယုတ်ည10နာရီ73မိနစ်အလုံးမှာလဲသူပယုတ်ရထားတယ်နေဖြစ်ပါတယ်ပြောမယ်ဆိုရင်တနေ့လာလုံးနေကောင်းတယ်လို့ပြောနိုင်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30အတွင်းကတော့ တာရှောင်ရမယ်နော်အမောင်ကာလာဖြစ်ပါတယ်အဲ့တော့ရှောင်ရင်ကာလာကိုရှောင်ကျင်ပြီးတော့ကိုလှုပ်ဆောင်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်တဲ့နေ့ဖြစ်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ကံပွင့်လက်ပွင့်စေတဲ့အရာကတော့နက်ပြာရောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ့်ဂါရာကတော့ ဒါဒနာပရိယေဂုံတော်ကွန်ချာရေဖြစ်ပါတယ်ကက်လူပူဇော်ရမယ်စွန်းကတော့နဝင်းစွန်းနဝင်းစွန်းလက်ဖက်လူတန်းနိုင်ပါတယ်ဇူလိုင်လ6ရက်နေ့နော်တနင်္ဂနွေနေ့ဇူလိုင်လ6ရက်နေ့ဟာတနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာသူက နိကျန်းတဲ့တနည်းနည်းနေရနော်ဥပါဒယုတ်ရထားတဲ့မြေဖြစ်ပါတယ်ဥပါဒယုတ်ကဘာလဲဆိုရင်နော်ထိကြိုက်ပျက်စီးစေတဲ့ဆုံးရှုံးစေတဲ့သိဆုံးစေတဲ့ယုတ်ဖြစ်ပါတယ်နော်တနည်းဒါလုံးနေမကောင်းအခါမကောင်းပါဘူးအမှောင်ကာလကလည်းမနေ့၃ည၃ညနာရီရနေည၁၂နာရီအတွင်းဟာအမှောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုရင်နော်တနည်းဒါလုံးနော်ဂေယုတစိုက်နေထိုင်ရမယ်နေဖြစ်ပါတယ်6ရက်နေ့တနည်းကိုနေနေရ ိုယ့်ရဲ့အောင်မြင်စေလို့တဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ဖို့အကြံပြုပါတယ်နော်ကံဖွင့်လက်ပွင့်စေရဲ့အရာကတော့အနီအောင်ဖြစ်ပါတယ်အဲအဒီရဲ့မျက်နှာနဲ့ဆိုရင်တော့အနောက်တောင်ရဲ့ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ခါတာကတော့ဇဒနာ3မေတ္တာ3ခန္ဓာ3မောရ3ပုပ္ပနာ3ဖြစ်ပါတယ် တက်လူပူဇော်ရမယ်စွန့်နေလဲဆိုလို့ရှိရင်တော့နဝင်းစွန့်ကိုလူတန်းနိုင်ပါလေเนาะအဲ့တော့အဲ့လိုနေမှာတော့ကျမတို့က GU design နဲ့နေထိုင်ပါလို့ကျမချစ်တဲ့သူတွေကိုအကြံပြုပါတယ်เนาะအဲ့တော့ဒါကတော့ကျမတို့ဇွန်လ30ရက်နေ့ကနေပြီးတော့ဇူလိုင်လ6ရက်နေ့အထိเนาะဂျူအနေထားပေါ်မှာမူတည်ပြီးတော့ဆောင်ရန်ရှောင်ရန်တွေကိုညှောက်ဝေခဲ့တာဖြစ်ပါတယ်